မြန်မာဝစ်စုံနဲ့စေမောမာကြုံတွေ့ရတဲ့မကောင်းတဲ့အတိတ်နှမိတ်ကူကိုပြောပြလာတဲ့ဝိုင်းစုခိုင်းသိလူတိုင်းလူတိုင်းမှာတော့ကိုစီကိုစီယုံကြည်တဲ့အယူအဆတွေရှောင်ရတဲ့အတိတ်နှမိတ်တွေဆိုတာရှိကြပါတယ်ဥပမာတချို့အရေးကြီးကိစ္စရှိရင်တော့ဘယ်ရာကိုရှောင်ရတယ်ဘယ်ရာကိုမလုပ်သင့်ဘူးစသဖြင့်အခုရက်ပိုင်းဆိုရင်တော့ဆိုရှယ်မီဒီယာပေါ်မှာမင်္ဂလာဆောင်ကနေမှာအနေရသုံးပြီးလို့ကန့်ဆိုးကြတယ်ဆိုတော့အနုပညာရှင်တွေရဲ့အကြောင်းကတော့တော်တော်လေးကိုမှပြန်နှလို့လာခဲ့ပြီးလူတွေကတော့အတိတ်နှမိတ်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားနဲ့ပြောဆိုခဲ့တာတွေ့ရပါတယ် အခုတစ်ခါမှလည်းထိတ်တန့်ပညာရှိတဦးဖြစ်တဲ့ဝိုင်းစုခန်းသိန်းကလည်းစင်မော်မှာတချင်းဆိုတဲ့အခါမှာသူကြုံတွေ့ရတဲ့မကောင်းတဲ့တိတ်နှိမ့်တစ်ခုကို ပြောပြလို့လာခဲ့တာပါ။ပရောဝိုင်းစုခန်းသိန်းကတော့မြန်မာနိုင်ငံရဲ့အနုပညာလောကမှာထိတ်တန့်ဆိုတော့တဦးဖြစ်ပြီးနှစ်ပေါင်းများစွာအမြင်မှုတွေကိုရည်တည်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။သူ့ရဲ့ချုံမိန်ပြီးတော့အေးချမ်းလာတဲ့အတန်ပါဝါရာကြောင့်ပရိသတ်တွေရဲ့အားပေးမှုကိုခိုင်မာရရှိခဲ့သူဖြစ်ပြီးသူ့ရဲ့သချင်းတွေကလည်းထွက်သမျှတိုင်းကိုအောင်မြင်နေခဲ့တာပါ။ ပြီးအောင်ဆိုရင်လည်းပြည်သက်တွေကိုသူ့ရဲ့အတန်နဲ့ဖန်ဆားနိုင်ခဲ့တဲ့ဖော်မှန်အပြင်နဲ့တည်ဆိုးနိုင်တဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒါပြင်မှာတော့ဒလောက်ပွဲပေါင်းများစွာကိုစင်ပေါ်မှာတည်ဆိုးခဲ့တဲ့အတွေ့အကြုံရှိတဲ့မိုက်ဆုခန်သိန်းကတော့ထူးခြားတဲ့အကြောင်းအရာတစ်ခုကိုယခုချိန်မှာပြောပြလို့လာခဲ့ပါတယ်။အဲ့ဒါကတော့သူမဟာစင်ပေါ်ကိုမြန်မာဝစ်စုံဝစ်ပြီးတော့တက်ရောက်တည်ဆိုးတဲ့ခါတိုင်းမှာသချင်းစာသားတွေမိတက်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်ဝိုင်းစုခံတဲ့ဟာတော့မြန်မာဝစ်စုံနဲ့တီဆိုရပြီးဘလောက်ပဲကြက်ထားကြက်ထားဘလောက်ပဲလေ့ကျင့်ထားပါစေစာသားတွေမေ့မေ့သွားတတ်တယ်လို့ပြောဆိုလာခဲ့တာပါဒါဟာတော့သူ့အတွက်တော့တကယ်ကိုမှမကောင်းတဲ့အတင်းအမြစ်တစ်ခုဖြစ်နေပြီးသူ့ရဲ့ performance ကိုလည်းအနှောက်ယှက်ပေးတဲ့အရာတစ်ခုဖြစ်နေတာကြောင့်စိတ်နှောက်ယှက်ဖြစ်ရတယ်လို့ဆိုပါတယ်ဒါကြောင့်မလို့လေပြည်သူတွေယူထားမိတဲ့အတိုင်းဝိုင်းစုခံတဲ့ဟာတော့စင်မမသချင်းဆိုတဲ့အချိန်မှာ မြမဝစ်စုံတွေခက်ပေါ်ဝစ်စုံတွေအထူးသဖြင့်လွတ်လွတ်လပ်လပ်နဲ့ပေါ်ပေါ်ပါပါဖြစ်တဲ့ဘောင်းမီရှေးဒီဇိုင်းတွေကိုသာအများအပြားဝစ်စင်ပြီးဖျော်ဖြေလျက်ရှိတာလည်းဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးအတိတ်နမိတ်တခုရှိနေပေမဲ့လည်းအခုချိန်မှာတော့ဝါစုခန်းတဲ့တယောက်ကအရင်ကထက်အများကြီးကိုပိုလာလာသလိုပရိသတ်တွေအားလုံးကလည်းအရင်ကထက်အဆပါများစွာပိုပြီးတော့ချစ်ခင်လာတာတွေ့ရပါတယ်။အချစ်ရင်မှာကန်ခေပြီးနောက်ပိုင်းမှာတူဦးတဲ့ single life ကိုလည်းပျော်ရွှင်စွာဖြစ်တဲ့နေချိန်မှာသူ့ရဲ့အလားတရာကတော့ပို့ပြီးတော့တက်ပါလာသလိုအနုပညာအဆန်းကလည်း ကြော့ပြန်ပြက်လဲအကောင်းလာခဲ့တာပါသူ့ရဲ့ရင်ကျက်တင်းငင်မိုးလျောက်ပို့ပြီးတော့နုပြလာတဲ့ရုပ်ရည်တွေကြောင့်ပြည်သူတွေကတော့ချီးကျူးမစောဖြစ်ကြသလိုမကြခင်မှာထွက်ရှိလာတော့မယ်သူ့ရဲ့တခြင်းတွေကလည်းအောင်မြင်မှုများစွာရရှိနေခဲ့တာလည်းဖြစ်ပါတယ်ဒီလိုမျိုးအလားပါရှိုံသာမကအနုပညာပါပါအောင်မြင်နေတဲ့အပြင်မိဘတွေပေါ်မှာလည်းတိတက်လိမ်မာတဲ့သမီးလေးတယောက်ဖြစ်တာကြောင့်ပြည်သူတွေကတော့ပို့ပြီးတော့ချီးကျူးအားပေးခဲ့ကြတာပါကဲပြည်သူတို့ရော စင်ပေါ်မှာမြန်မာဝိဆုံဝင်ရင်တော့စာသားမြစ်တဲဝိုင်းစုခန့်တဲ့ရဲ့အတ္တနိမိတ်ပေါ်မှာဘလို့မျိုးမြင်လဲဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါအောင်နော်ဖြစ်ပါတယ်ဒီလိုမျိုးအလားပါရှိုံသာမကအမှုပညာပါပါအောင်မြင်နေတဲ့အပြင်မိဘတွေပေါ်မှာလည်းတိတက်လိမ်မာတဲ့သမီးလေးတယောက်ဖြစ်တာကြောင့်ပရိသတ်တွေကတော့ပို့ပြီးတော့ချစ်ခင်အားပေးခဲ့ကြတာပါကဲပရိသတ်တို့ရောစင်ပေါ်မှာမြန်မာဝိဆုံဝင်ရင်တော့စာသားမြစ်တဲဝိုင်းစုခန့်တဲ့ရဲ့အတ္တနိမိတ်ပေါ်မှာဘလို့မျိုးမြင်လဲဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါအောင်နော်